马达，拍呀拍呀拍呀拍，拍了，把龙马达的他拍了呀。အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်မယ် episode 24မှာတော့ကြေက အလစ်သုတ်သမား၄ယောက်နောက်ကိုလိုက်နေပါတယ်သူကညာဘက်ကလမ်းညာတွေကိုဝင်လာပါတယ်အလစ်သုတ်သမားနေရာကိုအမြန်လက်နိုင်မဲ့ဖြတ်လန်းကိုရှာနေပါတယ်ဖြတ်လန်းကိုရှာမတွေ့တာနဲ့စွန့်စားရမဲ့လမ်းကိုယူလိုက်ပါတယ်သူက နေရန်နားမှာရပ်နေတဲ့ကားစီးကို မြင်သွားပါတယ်ထို့နောက်ကားစီးကို ်တက်တယ်သွားနေပါလေကြည်ကကားပေါက်ကိုခုံတက်လိုက်ပြီးတော့ကားပေါက်ကနေတဆင်နယံကြီးပေါ်ကိုတက်လိုက်ပါလေကြည်ကနယံကြီးရဲ့ပေါ်ပေါ်ကနေစပင်းကိုစီးလာနေပါလေလက်ပေါ်မှာဘောလုံးကနေတဲ့ကလေးတွေကလည်းမထင်မှတ်ပဲနဲ့နယံကြီးပေါ်ကကြည်ကိုမြင်နိုင်ရပါလေကလေးတွေကတော့ကြည်ကိုမြင်ပြီးတော့ပါဇက်အဟောင်းသားဖြစ်နေကြပါလေပြည်နော်ကြည်ကိုချီးကျူးနေကြပြီးတော့အားပေးနေကြပါလေကြည်ကတော့နယံပေါ်မှာတော့အရှိန်မလျှော့ပဲနဲ့ အလစ်သမားတွေလာမဲ့လမ်းကိုအမြန်သွားနေပါတယ်အလစ်တို့သမားတွေကတော့စိုက်ကယ်ကိုမြဆက်ပေးနဲ့လိုက်ရင်မိမယ်ထင်နေလားမသိဘူးကြောင်တောင်နဲ့ဆိုပြီးတော့တယောက်နဲ့တယောက်ပြောနေကြပါတယ်ထို့ချင်းပါပဲနောက်ကတယောက်ကတစ်ခုခုမြင်ပြီးတော့မျက်လုံးပြူးသွားပါတယ်ထို့ရကတော့နေရန်ဘောကနေစပိနေသူတို့စီကိုလာနေရဲ့ခြေကိုဖြစ်ပြီးတော့သူတို့ဘာမှမလုပ်နိုင်တဲ့အချိန်မှာပဲခြေက နေရန်ဘောကနေသူတို့အပေါ်တက်တယ်ကိုစပိချင်းနဲ့ခုံချလာပါတယ် ဘေးကကြည့်နေတဲ့ကလေးတွေကပါတေကုန်ပြီထင်တယ်ဟေ့ဆိုပြီးတော့အလန့်နဲ့ကြောင်အော်နေကြပါတယ်ဂျေကလည်းစိုက်ခေဘောကိုတက်တယ်ခုံချလိုက်တာကြောင့်ဂျေရောစိုက်ခေဘောကကောင်းနေရောပါအကုန်လွတ်ဆင်ကြသွားပါတယ်ဂျေကတော့စောက်လို့ရေသုံးအုပ်ထုတ်ကြောင်းတက်တာသွားပါတယ်ဒါတော့ကောင်းမှသွေးတွေစီးကြနေတာကိုကြည့်ရပါတယ်အလင်းထုတ်တဲ့နှကောင်လေးခွေးကြကြတာကြောင့်အတော်လေးကိုအီစိတ်သွားပုံရပါတယ်ဂျေကထလာပြီးတော့ပိုက်ဆံအိတ်ကိုပြန်ကြောင်းနေပါတယ်ခုနှကောင်လေး ခြေကိုမြင်တာနဲ့ပြဿနာတွေပိုကြီးလာမှာဆိုတာကြောင့်စိုက်ကယ်တွေပါထားခဲ့ပြီးတော့တကြောတွေပြေးပါရယ်ခြေကတော့ပိုက်ဆံအိတ်ကိုကောက်ထားလိုက်ပါရယ်ထိုချိန်မှာပဲအနောက်ကနေရှယ်လီကတက်စီနဲ့လိုက်လာခဲ့ပါရယ်တက်စီဘောကနေဆင်းဆင်းကျင်းပါပဲခြေကိုမြင်ပြီးတော့ရှင်အစဉ်ပြေးရလားဆိုပြီးတော့စမေးပါရယ်ခြေကတော့ပိုက်ဆံအိတ်ကိုပဲပြန်ပေးလိုက်ပြီးတော့သူ့ပုံစံတိုင်းထွက်သွားဖို့လုပ်နေပါရယ်ရှယ်လီကလည်းခြေကိုကြည့်ပြီးတော့စိတ်ပူသွားတာကြောင့်ဆေးရုံကိုသွားကြဖို့ပြောနေပါရဲ့။ခြေကတော့ စပင်းပြတ်သွားတာကြောင့်စပင်းကိုချမ်းပြီးတော့ငါအဆင်ပြေပါတယ်။ဘာမှမလိုဘူးဆိုပြီးတော့ပဲခပြပြပြောလိုက်ပါတယ်။ရှယ်ဒီကလည်းဘာအဆင်ပြေတာလဲ။ရှစ်မျက်နှာပေါ်မှာသွေးတွေစီးကြနေတာမမြင်ဘူးလားဆိုပြီးတော့ဆေးရုံကိုသွားကြဖို့ပြောနေပါတယ်။ဂျီကတော့ရှယ်လီပြောတာတွေကိုနားထောင်မနေဘဲနဲ့သူ့ဖုန်းလာနေရကြောင်းကောက်ကင်လိုက်ပါတယ်။ဖုန်းဆက်တဲ့သူကတော့ယူနာဖြစ်ပြီးတော့ဘာလို့နောက်ကျနေရလဲဆိုပြီးတော့မေးနေပါတယ်။ဂျီကတော့သူ accident တစ်ခုဖြစ်သွားတာကြောင်း သူမလာနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ကျွန်းနာကတော့ဒီဘက်ကိစ္စကိုစိတ်ချဖို့နဲ့လှုပ်ရှားရှိတာကိုပဲလှုပ်ဖို့ကိုပြောလိုက်ပါတယ်။တခြားသူတွေကလည်းခြေပွားဖြစ်ရလဲဆိုပြီးတော့မေးနေကြပါတယ်။ကျွန်းနာကသူအက်ဆစ်ဒန့်တစ်ခုဖြစ်လို့မလာနိုင်တော့ဘူးလို့ပြောပြလိုက်ပါတယ်။သူချင်းမိရကခြေတစ်ခုခုဖြစ်သွားသေးလားဆိုပြီးတော့စိုးရင်တကြီးနဲ့မေးနေရှာပါတယ်။ယူနာကတော့သူ့တန်ကိုကြည့်ရတာကြီးကြီးမားမားတော့မဖြစ်တော့ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဖက်တီကတော့ ဒီကောင်မလာခြင်းလို့ရှောက်ပြောနေရနေမယ်ဆိုပြီးတော့ပြောနေပါတယ်။ယူနေကသူအကျင့်တော်မကောင်းလား။သူတို့အမေဟာတွေကိုကွက်ပြတ်တက်တဲ့သူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တခြားသူတွေကလည်းမီတင်းလုပ်ပြီးတော့ပြန်ကြရအောင်လို့ပြောနေကြပါတယ်။ထိုချိန်မှာမိရကသူတွိုက်လိုက်ခဏသွားအောင်မယ်ဆိုပြီးတော့ထွက်သွားပါတယ်။တွိုက်လိုက်ထဲမှာတော့ကြည့်အကြောင်းတွေကိုကြွေးပြီးတော့စိတ်ပူနေပါတယ်။သူပြန်ထွက်လာတဲ့အချိန်မှာတော့အရင်ပိုင်းမှာမိရကိုဓာတ်ပုံရိုက်လိုက်တဲ့လူကစောင့်နေပါတယ်။ပြီးတဲ့နောက်ထိုလူက သူ့ကိုယ်သူအရင်မိတ်ဆက်လိုက်ပါတယ်။သူက fashion magazine တခုကမဂ္ဂဇင်းတွေ model တွေကိုဓာတ်ပုံရိုက်ပြီးတဲ့သူပါဆိုပြီးတော့ပြောနေပါတယ်။ကျွန်တော်ကဒီရက်ပိုင်းကျွန်တော်တို့ကြုံရမဲ့ brand တွေကိုနဲ့အဆင်ပြေမဲ့ model တွေကိုလိုက်ရှာနေတာပါ။အခုညီမကိုတွေ့တော့ညီမနဲ့ဆိုရင်အဆင်ပြေမယ်ထင်လို့ညီမကိုလာကမ်းလှမ်းကြည့်တာပါဆိုပြီးတော့မိရကို သူစိတ်ပါရင်သူ့စီကို လာခဲ့ဖို့သူ့ရဲ့ business card ကိုပေးလိုက်ပါတယ်။မိရကတော့ business card ကိုကင်ပြီးတော့ သူ့လိုလူကို model လုပ်ဖို့လာကမ်းလာတာကြောင့်မယုံနိုင်ဖြစ်နေနေပါတယ်။ဒီနေ့မှာပဲ episode လေးကိုအဆုံးသတ်ထားပါရခင်ဗျာ။နောက်ပိုင်းဒီမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီးခဲ့ကြပါအောင်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။